အလင်တန်ကြောင့် grant ပေးဆက်ခဲ့ရပေမဲ့ရက်နှစ်ဆယ်သားလေးကို အတက်နဲ့ရင်ပင်လို့အောင်ခောက်ခွဲပေးခဲ့တဲ့အာဂါမီကန်တို့တာသမင်းတွေကိုမကင်တွေပဲဆုပြတ်တတ်ကြတဲ့မိဘတချို့ရှိတတ်ကြပေမဲ့အသက်ကိုယ်တော်ဆိုပြီးကလေးငယ်ကိုခောက်ခွဲပေးခဲ့တဲ့အာဂါမိဘတွေကလည်းလူလောကမှာချစ်ချူဖို့ကောင်းအောင်ရှိကြလေဖြစ်ပါတယ်။ အခုလက်တော်မှာဖြစ်ပေါ်နေတဲ့ငလင်ဘေးကတော့ပြည်သူတွေအတွက်အကြောင်းလမ်းပွဲရာဖြစ်ရဆိုခြင်းတစ်ခုပါပဲ။ရှောင်ပေးလို့မရတဲ့တဘာဝဘေးကြီးကိုမြန်မာပြည်သူတွေကရင်ဆိုင်ခဲ့ရလဲဖြစ်ပါတယ်။အရင်ကမြန်မာပြည်မှာငလင်တွေလှုပ်ခတ်ပူပေမဲ့တခါမှ အန်ဒီမဖြစ်ခဲ့ဘူးပါဘူးငလင်ကမတိမတာအနေထားနဲ့လှုပ်ခတ်ခဲ့ပုံပဲ28ရဲ့နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကကြောက်ဖို့အရန်ခောင်းခဲ့ရလေဖြစ်ပါတယ်ငလင်ကမင်းနဲ့ပိုင်လောက်သာစပြီးလှုပ်ခတ်ခဲ့ပေမဲ့ပြန်ချန်လွန်တဲ့ငလင်တန်းကြောင့်မြမပြည့်ကျဲရပြက်စီသွားတဲ့မြို့ပြက်ကျလိုပါပဲမျိုးရီမှာဆိုရင်မျိုးပြက်ကျလာထင်မရတဲ့တဲ့အကုန်လုံးပြိုကျပြက်စီခဲ့တယ်လို့လူတွေဒုက္ခရောက်နေကြတဲ့မြင်ကွင်းကတော့အကြောက်မဲ့ပွဲရပါပဲ အိမ်တွေပြိုပြက်ခဲ့သလိုတချို့အိမ်တွေဆိုရင်မြေတွေဝင်သွားရတောင်ရှိကြပါတယ်။အခုလိုပိုအနေတဲ့အချိန်မှာလူတွေကအိမ်တွေပြိုပြီးပိမိနေရတွေညက်နေရတွေကိုတွေးကြည့်ရင်တော့အလိုလိုမျက်ရည်ကျတဲ့အခြေအစိတ်မကောင်းဖြစ်နေကြတဲ့အခြေအနေပါ။အိမ်တွေပြိုပြီးလူတွေပြိနေတဲ့အချိန်မှာကဲပါယူပါတဆဆောင်းအောင်နေကြတဲ့ပြည်သူတွေကိုချစ်ပြီးဘာမှမကူညီပေးနိုင်တဲ့ပြည်သူတွေကငုံမိယုံကလွဲပြီးဘာမှမတန်နိုင်ခဲ့ကြပါဘူး။ ငလင်ဘေးကလို့ပြည်သူတွေတချို့ကတော့ပိတ်မိနေကြတဲ့လူတွေကိုကက်တင်ပေးဖို့လိုင်းပေါ်မှာကုညင်တောင်းခံကြသလိုကေဆေကြီးတွေလာတဲ့အချိန်မှလည်းနှုတ်အားနဲ့ကုညင်ဖေးမခဲ့ကြလေဖြစ်ပါတယ်။ အခုလေကိုညီကယ်စင်ရင်ရင်လုံရင်ကနေမြန်တွေ့ရတဲ့မြင်ကွင်းတစ်ခုကြောင့်လူမျိုးမြင်ကြရတဲ့အချိန်စိတ်မကောင်းဖြစ်ခဲ့ကြသလိုမိခင်မြတ်တာဘလောက်ထိကျင်းပါလဲဆိုတာမြင်မြင်တွေ့ခွင့်ရခဲ့ပြီလေဖြစ်ပါတယ်။အရင်တစ်ခေါက်ရေးပြီးဖြစ်တုန်းကဘာကင်မြတ်တာမြင်ကွင်းရခဲ့သလိုအခုတစ်ခေါက်ကတော့မိခင်မြတ်တာဘလောက်ကျင်းပါလဲဆိုတာတွေ့ခဲ့ရခဲ့တာပါ။ရေးပြီးတုန်းကလည်းသမင်းလေးအတက်ပေးကလွတ်အောင်သမင်းလေးကိုလက်ပေါ်တင်ပေးလွတ်မြောက်အောင်တင်ပေးပြီး ဖခင်မြတ်တာကိုပြသခဲ့သလိုအခုလည်း24နှစ်ကြာပိတ်မိတဲ့ရက်20တားလေးကိုအသက်ရှင်အောင်လုပ်ပင်းရင်မိခင်မြတ်တာကိုပြသနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အာဂမိခင်လိုအမြာကတင်စားခံနေရတဲ့မိခင်သူကတော့ငလင်တန်ကြောင့်တီဗီကျုံမကိုတိတိကျကျမှာတမင်လေးကိုကဲတင်နိုင်ဖို့ကြိုးစားခဲ့ပုံပါပဲ။ ရုတ်တရက်ဆန်တဲ့ငလင်ချောင်းပြေးလွားလို့မလွတ်နိုင်တော့မှတနည်းမှာညင်ညင်လေးနေပြီးကလေးလေးကိုနှုတ်ချတိုက်ကြွေးခဲ့ရလေဖြစ်ပါတယ်။အင်ကြီးပြိုလို့အသက်ပြေးနေကြုံရမယ်ဆိုတာသိနေတယ်လို့နာကျင်မှုကိုခံစားနေရပေမဲ့လေကလေးလေးကိုနာကျင်မှုကလွမြောက်အောင်ပိုက်ထွေးထားပြီးအသက်ရှင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့နှုတ်တိုက်ကြွေးခဲ့ရလေဖြစ်ပါတယ်။ ဖခင်ဖြစ်သူကတော့အပြန်သွားနေလို့တေဘီကလွမြောက်ခဲ့ပေမဲ့တမိသားစုလုံးကတော့အိမ်ထဲမှာပြေးပြီးအသက်သေဆုံးခဲ့ကြလေးဖြစ်ပါတယ်။မိသားစုဝင်အလုံးကတော့အိမ်ပြိုပြီးပြည့်တဲ့တန်ကြောင့်အသက်ဆုံးရှုံးခဲ့ရပေမယ့်ရက်20အရွယ်ကလေးလေးကတော့ကြီးမားတဲ့မိခင်မြတ်တာကြောင့်အသက်ဘေးကလွမြောက်လာခဲ့ရလေးဖြစ်ပါတယ်။ပြုံးနေတဲ့အင်ဂျီထဲမှာ24နာရီကြာပိတ်မိနေပေမဲ့ကလေးလေးကတော့စုံးနေတဲ့မိခင်တို့ချို့ကိုတောက်တုံရင် အသက်ရှင်နိုင်ကြရလေးဖြစ်ပါရင်မိခင်အဖြစ်သူကတော့တမီလေးကိုဘလောက်ဆက်လက်နေလဲဆိုရင်လာပြီးကက်တင်ပေးချိန်မှာကလေးကိုခေါ်ထုတ်ပြီးမှခေါ်လို့မရတဲ့အထိပါပဲဘသူကမှကလေးနဲ့အမေကိုခွဲထုတ်မရချိန်မှာကလေးရဲ့ဖခင်အဖြစ်သူကမိမရဲ့ငါပါဆေးုံပို့ချင်လို့လှုပ်ပေးလိုက်တော့နော်ဆိုပြီးကလေးကိုခေါ်ယူတော့မှခေါ်လို့ရခဲ့ရလေးဖြစ်ပါတယ်အတန်ဒီရဲ့ရှေ့ရာတော့တမီလေးပေါ်ဆက်လက်နေတဲ့အစိမ့်နဲ့သူရဲ့မြတ်တာတရားကြောင့်ကြာမီတူရိုင်းမြေကြီးကြသလိုပချီကျူပဲမနေနိုင်အောင်ဖြစ်ခဲ့ကြလေးဖြစ်ပါတယ် ။ဟောဆောင်တီအပြည့်ကျေးဇူးမွန်တွေ့လေကျေးဇူးအများကြီးတင်ပါတယ်ရှင်။